အလုံးလုံးငါပါ view စစ်တင်ဌာနနဲ့ကျဆိုပါရစေ။ကျွန်မကတော့ snow ပါ။ဒီကနေ့မေလ23ရက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာပါ။ယင်းညနာဆရာမေသတင်းလေးကတော့စကိုင်းတိုင်းကလေးမျိုးကနဲ့ချင်းတောင်ကိုတက်လာတဲ့စစ်ကောင်းစီတက်နဲ့ချင်းတောင်နဲ့ရေပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဆက်ဖြစ်နေပြီးဒေသခံပြည်သူတထောင်ကျော်စစ်ပေးရှောင်နေကြရပါတယ်။အိန္ဒိယမြန်မာနယ်စပ်ချင်းပြည်ဟွမ်ဂိုရမ်ဒေသ recorder မျိုးအမှတ်2ရပ်ကွက်မှာ HPO City of Hongranga မူရစေဝါရှာဖွေစစ်ဆေးရမှာ TPCE မူကြောင်းကနေဘင်းဖြူအမြောင်များဖန်စီရမိခဲ့ပါတယ်။အရခတ်တက်တော်ရေးကအမျိုးသားကကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် MDEP အရာစစ်မှုထမ်းအသက်ကြုံလင်သူတွေရခိုင်ပြည်နယ်တွေကနေပြင်ပထွက်ခွာခွင့်ကိုတောင်းမြစ်လိုက်တဲ့သူတွေနဲ့အတူအခြားဆွေးနွေးစာဆိုင်နောက်ဆုံးရသူတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ စကိုင်းတိုင်းကလေးမျိုးကနေချင်းတောင်ကိုတက်လာတဲ့စစ်ကောင်စီတပ်နဲ့ချင်းတောင်လှည့်ပူကောင်တပ်ဖွဲ့တွေတိုက်ပွဲဆက်ဖြစ်နေပြီးဒေသခံပြည်သူတထောင်ကျော်စစ်ပေးဆောင်နေကြရတယ်လို့သိရပါဗျ။ကလေးတိုင်းရင်းလမ်းကြောင်းအတိုင်းချင်းတောင်ကိုအေအား200ကျော်နဲ့ချင်းလင်းဖြစ်ချီတက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ချင်းတောင်လှည့်ပူကောင်တပ်ဖွဲ့တွေဟာမွန်ပီဂျေရွာအဝင်းနာမှာမေလာ21ရက်နေ့မနက်ပိုင်း၈နာရီကနေဒီကနေ့အထိ၃ရက်ဆက်တိုက်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာရိခတ်တဲတဲ့ကားတစ်စီးလောက်သာတွေ့ရပြီးခြေလွန်းနဲ့ခြေတက်လာကြတာဖြစ်ပြီးမော်ပြီးရွာတွေကိုနည်းနည်းဝင်လာပြီးလို့ CDF CDM CN တပ်ဖွဲ့တောင်းလွှင့်ရှိသူတဦးကပြောပါတယ်။တိုက်ပွဲကြောင့်ကလေးတိုင်းရင်ကာလမပေါ်ကမော်ပြီးဗွန်ဆမ်ဖေးဆမ်ဟျန်စင်းချေရွာတို့ကဒေသခံတထောင်ချောဟာဘေးလွရာကိုစစ်ပီးတင်ဆောင်နေကြရတယ်လို့သိရပါတယ်။ ချင်းတောင်ကိုခြေတက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကို CDF CDM CN CDF KKG နဲ့ PDF ဇုံရန်တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး အခြားသောချင်းတောင်နဲ့ရေးတပ်ဖွဲ့တွေကလည်းစစ်ကူပေးဖို့တွားနေကြပြီလို့သိရပါဗျ။အိန္ဒိယမြန်မာနယ်စပ်ချင်းပြည်ဟွာငရမ်ဒေတာရီကော်ဒါမျိုးအမှတ်2ရပ်ကွက်မှာ HPO CDF ဟွာငရမ်ကမွေးစေဝါရှောက်ဖွေးစစ်ဆေးရမှာ TPCE မှုချုပ်ချောင်းကနေဘင်းဖြူအမြောက်အများဖန်ဆီးရမိခဲ့တယ်လို့သိရပါဗျ။ ကလေးမျိုးနဲ့ချင်းစုခြေရွာအသက်39နှစ်အရွယ်ဘူးလွန်ဆွေထောင်က recorder မျိုးအမှတ်2ရက်ကတရားခေါ်မွေးမှာဖွင့်လှစ်ထားတဲ့ TPC Imujo Jango HPO CTF ဖွင့်ရမ်းရတဲ့ဖွဲ့တို့ကမေလ22ရက်နေ့ကရှာဖွေစစ်ဆေးရမှာစက်ပြဘူးတဲ့ထည့်ထားတဲ့ဘိန်ဖြူ428ဟောင်းကိုဖမ်းဆီးခဲ့တာလို့ Relief Post ကဖော်ပြပါတယ် ပုံမှန်ဆွေးထောင်ဟာချင်းမြေသားအဖွဲ့ချုပ် CNO CNDF ရဲ့ပညာရေးဘုတ်အဖွဲ့ဝင်တဦးဖြစ်တယ်လို့ Really We Post ကဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး CNO ပညာရေးဌာနကပုံမှန်ဆွေးထောင်ဟာ CNO ရဲ့ပညာရေးဘုတ်အဖွဲ့ဝင်မဟုတ်ဘူးလို့ဒီကနေ့မှကြေညာချက်ထုတ်ပြန်ပြီးညင်ဆိုထားပါတယ်။ HPO City of Honorem ရဲ့တပ်ဖွဲ့ကစူပါမိုဂျိုကြောင့်ကိုဝင်ရောက်ရှာဖွေတဲ့အချိန်မှာပူးမွန်ဆွေးထောင်မရှိတဲ့အတွက်ဇနီးဖြစ်သူအသက်35နှစ်အရွယ်ပီတွန်ကင်ချမ်ကိုဖန်စီထိန်သိမ်းခဲ့တယ်လို့သိရပါဗျ။ ဘုံလွန်စီထောင်ကိုဖန်ဆင်းနိုင်ရအတွက်ဆက်လက်ဆုံဆန်းဆစ်ဆင်းမှုတွေဆောင်ရွက်နေပြီးမီဇိုရမ်ပြည်နယ်ဘက်ကတာဝန်ရှိသူတွေကိုလည်းအကြောင်းကြားထားပြီးလို့သိရပါဗျ။ချီလန်ကောင်ဆယ်ဖွဲ့ဝင်ဖြစ်တဲ့ HPO City of Hongram ဟာအိန္ဒိယမြန်မာနယ်စပ်မှာမူရစ်စေဝါတက်ခရေးလုပ်ငန်းတွေဆောင်ရွက်နေပြီးမိလအတွင်းမှာပဲမူရစ်စေဝါမှုဖြင့်လူသုံးဦးကိုလည်းဖမ်းဆီးခဲ့ကြတယ်လို့သိရပါဗျ။ ခတ်တတော်အေကအမျိုးသားကကွေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP အရစစ်မှုထက်အသက်အကျုံးဝင်သူတွေရခိုင်ပြည်နယ်တဲကနဲ့ပြည်ပထွက်ခွန်ကို တားမြစ်လိုက်ပါတယ်။တပ်ပံများဆက်လက်ပြင်းထန်နေစေဖြစ်သောအရခဒေသအတွင်းကနေထွက်ခွာဖို့အထောက်ကျူပန်နေတဲ့ဒေတာနဲ့ပြည်သူများသိရှိနိုင်တဲ့အတိပေးတားမြစ်ချက်ဆိုပြီးမေလ20ရက်နေ့မှာ AA ကထုတ်ပြန်လာတာဖြစ်ပါတယ်။ ဒီတမစ်ချဟာအသက်18နှစ်ကနေ25နှစ်အထိအမျိုးသမီးတွေနဲ့အသက်18နှစ်ကနေ45နှစ်အထိအမျိုးသားတွေအပေါ်တက်ရောက်မှာဖြစ်ပါတယ်။အရခတ်တတော်ရေးဟာအမျိုးသားကကွေးရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် National Defense Emergency Provision NDEP ကို2025ခုနှစ်မတ်လ18ရက်မှာစတင် ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ဒီအရေးပေါ်ပြဋ္ဌာန်းချက်ကိုရခိုင်ပြည်နယ်ကလူငယ်အတချို့ကတေချာနာမလဲပဲတိုင်းပြည်တော်ဝန်ထမ်းဆောင်မှုကိုရှောင်ရွယ်ဖို့ ုံစံမျိုးမျိုးနဲ့ကြိုးပမ်းနေကြတာကြောင့်ခုလိုပြည်내ပြပထွက်ခွာမှုကိုတားမြစ်လိုက်တာလို့ AA ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်ရခိုင်ပြည်အတွင်းနေရဆွန့်ခွာလိုသူတွေကိုဂုံလန်ရေလန်းတွေကတဆင်အခချင်းဝယ်ယူပြီးတဲယူပို့ဆောင်နေသူတွေကိုလည်းတားမြစ်လိုက်ပြီးလိုက်နာမှုမရှိရင်ဒီဇယ်ဥပဒေနဲ့အရေးယူမယ်လို့အေအေကဆိုပါတယ် ီးခဲ့တဲ့မေလဆန်ပင်ကလည်းရခိုင်ပြည်နယ်မင်းပြမြို့နယ်ကချင်းလူငယ်တချို့ဟာရန်ကုန်မြို့ကိုပွဲစားတွေကတဆင့်ထွက်ခွာတဲ့အချိန်အမ်းမြို့က AACG ဂိတ်မှာအဖမ်းခံခဲ့ရပြီး တချို့ကိုပြန်လွှတ်ပေးမယ်အများစုကိုဖမ်းဆီးထိန်သိမ်းထားဆဲပဲလို့သိရပါတယ်မလေးရှားနိုင်ငံဆလန်ကောပြည်နယ်မှာမနေ့ည7နာရီဝန်းကျင်လောက်မှာအထောက်အထားမဲ့နိုင်ငံခြားသား600နီးပါးကိုမလေးရှားအာဏာပိုင်တွေကဖမ်းဆီးသွားပြီးအရေးထဲမှာမြန်မာနိုင်ငံသား200ကျော်ပါဝင်တယ်လို့သိရပါတယ် မေလ22ရက်နေ့ကမလေးရှားနိုင်ငံဆလန်ကောပြည်နယ်ဆန်ဝေမန်ထရီကောရဲမှနိုင်ငံခြားသား1569ဦးကို မလေးရှားအာဏာပိုင်တွေကစစ်ဆေးခဲ့ပြီးအထောက်အထားမရှိသူ969ဦးကိုဖမ်းဆီးခဲ့ရလို့မလေးရှားလူဝမှုကြီးကြပ်ရေးဌာနကဒီကနေ့မေလ23ရက်နေ့မှာထုတ်ပြန်ပါတယ်အထောက်အထားမရှိလို့ဖန်ဆီးခဲ့ရသူတွေထဲမှာမြန်မာနိုင်ငံသား226ဦး၊အင်ဒိုနီးရှား202ဦး၊ဘင်္ဂလားဒေ့ရှ်81ဦး၊ပါကစ္စတန်46ဦး နေပေါ်လေးဆက်လေးဦးအိန္ဒိယနိုင်ငံသား၈ဦးနဲ့ချိုင်းလူမျိုး၃ဦးတို့ပါဝင်တယ်လို့သိရပါတယ်။အဖမ်းခံရတဲ့မြန်မာနိုင်ငံသား226ဦးထဲမှာချင်းလူမျိုးတွေလည်းအများအပြားပါဝင်တယ်လို့သိရပါတယ်။ကင်းပြင်းနဲ့ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်တဲကစစ်ကောင်စီတပ်စခန်းတွေကို KNU KNLA ပူပေါင်းတပ်တွေကဆက်လက်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့စီရေးသတင်းရင်းမြစ်တွေထံကနေသိရပါဗျ။ မေလ27ရက်နေ့မနက်ပိုင်း9:00နာရီကစပြီးထိုင်းမြန်မာနယ်စပ်မြဝတီတောင်ဘက်ဝေါ်လီဒေသတဲကအချမ်းပတ်စစ်ကောင်စီရဲ့အမော်ခီစခန်းကို၎င်းမေလ22ရက်နေ့မှာစစ်ကောင်စီရဲ့ဝေါ်လီကနေလင်းဘလတ်တိုနဲ့ဒေဘောဘိုစခန်းတို့ကို KNLA ဦးဆောင်တဲ့ပူပေါင်းမဟာမိတ်တပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။တိုက်ပွဲအခြေအနေကြောင့်ထိုင်းမြန်မာနယ်စပ်မှာထိုင်းစစ်တပ်ဖက်ကလည်းစစ်ရေးတုံ့ပြန်ချထားပြီး မြန်မာဖက်အချမ်းတိုက်ပွဲဖြစ်ပွားနေသောအခြေအနေတွေကိုအမြန်ကင်းထောင်နေသလိုနေဆက်ဖြတ်ကျော်ထွက်ပြေးလာသောလက်နက်ကိုင်အဖွဲ့တွေမရှိစေရေးတောင်ရင်မြစ်တစ်လျှောက်မှာဖြန့်ကျက်လုံခြုံရေးယူထားတယ်လို့လည်းထိုင်းစစ်တပ်သတင်းရင်းမြစ်တွေကဆိုပါတယ်ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီတပ်စခန်းတွေကိုတောက်လျှောက်ဆူသလို KNLA ဦးဆောင်တဲ့တော်မှရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာမတ်လကနေယခုမေလအတွင်းတွင်စစ်ကောင်စီရဲ့ဘူလူတူဂလက်တေတခေါ်ပြီးခွေ မောဖာတူတလဲမေလာ မောဖိုကေစခန်းတွေကို can you ပူပေါင်းတပ်ဖွဲ့ကဆက်တိုက်သိမ်းယူထားပြီးဖြစ်ပါတယ်။ယခုလရှိမှာတော့ထိုင်းမြန်မာနယ်စပ်တခြားမှာစစ်ကောင်စီတပ်စခန်းနဲ့ငယ်တာကြန့်ရှိတော်တယ်လို့သိရပါတယ်။ view စီတဲ့ထဏာရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်